တောင်ကြီးကတစောင်းနိုင်ပွဲတော်မှာအတူတွဲတွေ့မြင်ရပြီးထွက်ပေါ်လာခဲ့တဲ့ဓာတ်ပုံတွေကြောင့်မလို့ဇုံတွဲခုန်နေပြီလားဆိုပြီးတော့မင်းဟုတ်ထုတ်ချင်းခံနေရတဲ့ဆိုင်ဆိုင်ခန့်လိုက်နဲ့ယုံဝတီလွင်မို့ စူပါဂျောမီဒီယာပရိုဂျက်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာမနေ့တနေ့ကတောင်ကြီးမီးပုံမြန်ပွဲမှာဆိုလို့ရှိရင်တော့ပရိသတ်တွေအားအသင့်စရာဓဘုံဖိုင်ချိုကထွက်ပေါ်လာခဲ့ပြီးတော့အဆိုပါဓဘုံဖိုင်နဲ့မှာဆိုလို့ရှိရင်တော့အဆိုတော်နဲ့တရုတ်ဆောင်ဆိုင်ဆိုင်ခန့်လိုက်နဲ့မင်းသားကြီးလွင်မိုးရဲ့တမီဖြစ်သူယွန်းဒီလွင်မိုးတို့နှစ်ဦးဟာအတော်ရင်းနှီးတဲ့အနေအထားနဲ့တွဲမြင်ခဲ့ရတာဖြစ်ပြီးတော့ အခုလိုမျိုးဆိုရှယ်မီဒီယာထက်မှာဓာတ်ပုံနဲ့ဗီဒီယိုဖိုင်တွေထွက်ပေါ်လာခဲ့တဲ့အခြေအနေမှာတော့အများပြည်သူလူအများအနေနဲ့ဆိုင်းဆိုင်းနေနဲ့ရုံးဝတီလွင်မောနဲ့ဇုံတွဲခုတ်နေသလားဆိုပြီးတော့ပါမင်းကုန်ထုတ်မှုတွေရှိလာခဲ့တာလည်းဖြစ်ပါတယ် ဟုတ်ကဲ့ပါပရိသတ်ကြီးတို့ရေယုံဒီလွင်မိုးနေကတော့ပြီးခဲ့တဲ့လပိုင်းနေ့ကပဲနိုင်ငံခြားမှာနေထိုင်ရာကနေပြီးတော့မြန်မာနိုင်ငံကိုပြန်လာပြီးတော့သူမအနေနဲ့အမှုပညာလုပ်ငန်းတွေကိုပြန်လည်စတင်လုပ်ကင်သွားမှာဖြစ်ကြောင်းနဲ့မြန်မာနိုင်ငံမှာပဲနေပြီးအမှုပညာရှင်တဦးအနေနဲ့ရက်တီတော့မှာဖြစ်ကြောင်းကိုအတီလင်းထုတ်ပြန်ကြေညာခဲ့ပြီးနောက်ပိုင်းမှာတော့အမှုပညာရှင်အနေနဲ့တွဲတွေ့လာရတတ်တာဖြစ်ပြီးတော့မနေ့တနေ့ကတစောင်းတိုင်းမီးဖုံးပြန်ပွဲမှာဆန်းဆန်းခန်းလိုက်နဲ့အတူတွဲတွေ့ရတာဟာဆိုလို့ရှိရင်လဲစကားရိုက်ကူးနေကြောင်းကိုသိရှိရပြီးတော့ခုလိုမျိုးတစောင်းတိုင်းမီးဖုံးပြန်ပွဲတော့ ျင်းပတဲ့ရက်မှာပဲဆက်ဆံခန့်လိုက်နဲ့အတူတွဲပြီးတော့အမှုပညာလှုပ်ရှားမှုချုပ်ကိုလှုပ်ဆောင်နေကြောင်းသတင်းတွေကထပ်မံထွက်ပေါ်လာခဲ့ပြီးတော့သူတို့နှစ်ဦးဟာဇုံတွဲခုန်နေတာမဟုတ်ကြောင်းကိုလည်းဆိုင်းဆိုင်နဲ့ယုံဝတီလွင်မိုးတို့ရဲ့ပြည်သက်တွေကပြောဆိုနေကြတာလည်းဖြစ်ပါတယ်ခုချိန်မှာဆိုလို့ရှိရင်တော့ယုံဝတီလွင်မိုးအနေနဲ့အမှုပညာလုပ်ငန်းတွေကိုခက်ဆိတ်ဆိတ်လှုပ်လာခဲ့ပြီးတော့ပြီးခဲ့တဲ့ရွှေဆိုင်ကြော်ညာမှာဆိုလို့ရှိရင်လည်းပြည်သက်တွေရဲ့အားပေးမှုကိုတခဲနဲ့ရရှိထားပြီးတော့အခုလိုမျိုးတောင်ကြီးမီးပုံရံပွဲမှာဆိုင်းဆိုင်ခန့်လိုက်နဲ့တွဲဖက်ပြီးတော့ရုပ်ရှင်တွေရိုက်ကူးနေပြီဆိုတဲ့သတင်း တင်းကြောင့်မို့လို့လဲရုံးမတီလွန်မိုးရဲ့ပြည်သက်တွေအနေနဲ့ကတော့မကြခင်မှာကောင်းမွန်တဲ့စကားတွေနဲ့အတူရုံးမတီလွန်မိုးကိုတွေ့မြင်ရတော့မယ်ဆိုပြီးတော့ဝမ်းသာနေကြတာလည်းဖြစ်ပါတယ်။ဒါပြင်ရုံးမတီလွန်မိုးရဲ့ဖခင်မင်းသားကြီးလွန်မိုးအနေနဲ့လည်းအခုချိန်မှာအာဖရိကဘက်ကိုသွားပြီးတော့ သူ့ရဲ့ရခင်ကအရန်အောင်မြင်ကြောကြားခဲ့တဲ့လွင်မိုးခီးသွားနေသည်ဆိုတဲ့ program နဲ့ပတ်သက်ပြီးတော့ပြန်လည်အသက်သွင်းနေပြီဖြစ်ကြောင်းကိုလည်းသိရှိရတာလည်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီစနေကြောင်လေးကလည်းလူမှုကွန်ရက် social media ထပ်ပေါ်မှာအတော်လေးကိုဟော့ဖြစ်နေပြီးတော့သူလိုသူလိုပြောဆိုမှုတွေရှိနေတာဖြစ်တဲ့အတွက်ဆန်ဆန်ခိုင်းလိုက်တဲ့ဂျိုးရီလွန်မိုးရဲ့ပြည်သက်တွေများပါရှိခဲ့လို့ရှိရင်မတိလိုက်ရမရှိရလေအောင်ဖော်ပြတင်ဆက်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ပြည်သက်ကြီးတွေအတွင်းမြင်ထင်တွေကိုလည်းဒီဗီဒီယိုလေး comment လေးမှာမှတ်ချက်ပြုရေးပေးသွားနိုင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာနောက်တဲ့သတင်းကြောင်တစ်ခုနဲ့တကွာပြ ြန်လည်ဆုံတွေ့ကြရအောင်ပါပရိသတ်ကြီးတို့ယေရှုအားပေးကြတဲ့ဒုတိယချင်းတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါရခင်ဗျာ